အားလုံးပဲမင်္ဂလာပါဘုမင်္ဂလာပါမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ကပြည်သူပေါ်ထားတဲ့စေတနာရေပြည်သူကပြန်ပေးတဲ့မေတ္တာကြောင့်เนาะကျွန်တော်တို့မလေးရမကိုဒီလေးအောင်ကျွန်တော်တို့အတင်းတွန်းတွန်းတိုက်တိုက်ကျွန်တော်တို့ကိုဝီယန်ကြီးတို့ဒီမှာရှိတဲ့ညီကိုလေးကိုမျိုးလို့အစရှိတဲ့ညီကိုလေးကဝိုင်းပြီးတော့ YouTube channel ဖွင့်လိုက်နေတယ်ကိုဒီလေးအောင်ခု YouTube channel ဖွင့်လိုက်နံပါတ်ကတင်လေးအောင်နင်းအောင် CDM Major အဲเนาะအဲ့တော့ပြည်သူရဲ့မေတ္တာနဲ့4 million ပြတ်သွားပြီဟုတ်တယ် subscriber 4 million လို့လည်းကျော်တော့မယ်ရော်နယ်ဒိုတော့လမ်းပြီးတော့ဟိုကလမ်းပြောတယ်ဟုတ်လားဘာပြောလဲသူ့ကိုတော့ကျော်အောင်လုပ်ပါနဲ့ပေါ့နော်ဟောဝိုင်းတားတာပေါ့ဝိုင်းတားလို့လည်းပြောက်တဲ့လားမောင်မောင်လွေပါသေးလားဟဲ့တော့အခုဆိုလို့ရှိရင် subscriber တွေအများကြီးဖြစ်လို့ subscriber တွေတောင်ဖြစ်ကုန် subscriber တွေအများကြီးဖြစ်ကုန်မြင်လားအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးတင်ထားတာ subscriber အခုဆိုတော့ဆောဆောကျွန်တော်မနက်ပိုင်းကကြည့်ရ6000ပါ view อ่ะ တောင်း2000ကျော်တောင်း3000ကျော်ဟုတ်ကဲ့ကျွန်တော်တို့ဒီဒေါ်လာပြည်သူကကြည်တာတဝက်နော်ဘေးရဲ့မိတ်ဆွေဟောင်းကြီးကလာခိုးကြည်တာတဝက်နော်အဲ့တော့ဂျေဆုအများကြီးတင်ပါလေကျွန်တော်တို့အာဒီအစီအစဉ်လေးကိုလည်းကျွန်တော်တို့ဒီစကပိုင်းလေးကိုလည်းကိုတင်လေးအောင်ကြီးနဲ့ကျွန်တော်နဲ့နေ့စဉ်နေ့တိုင်းမဟုတ်တော့မှအများရန်ပြောဖို့အတွက်ကိုတင်လေးအောင်လည်းအကြံပေးတယ်ကိုတင်လေးအောင်ရဲ့ channel မှာလည်းကျွန်တော်တို့ပြန်ပြောကြပါဒီလိုပဲကျွန်တော်တို့ဒီကာလမှာညီကိုကြီး တယောက်နဲ့တယောက်ဝိုင်းဝန်းကူညီစောက်ချောက်ကြတာเนาะအဲ့တော့နည်း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 မိတ်ဆက်ပြီးတော့ကျေးဇူးတင်သူကလည်းပြောလိုက်အနည်းက subscriber လုပ်ပြီးရတယ်ဟုတ်တယ်ဟာကိုကိုတိုင်းကျော်ရဲ့ channel မှာဒါအောက်မှာ link ချပြီးတော့မှာကျွန်တော် channel လေးကို link ချပြီးတော့မှာဟာတော်ညာပေးရတဲ့အတွက်လည်းဒါ subscriber တွေတိုးလာခဲ့တယ်ပေါ့နော် subscriber တိုးလာခဲ့တယ်ကိုရိုင်းလည်းပြည့်တဲ့တင်းထဲမှာပြောလာသေးဟုတ်ကဲ့ဟိုတကယ်လဲကျွန်တော်တို့ကအဲအဓိကကကျွန်တော်တို့ဟို ြည်သူကိုတည်စေခြင်းတဲ့အချက်တွေကိုကျွန်တော်တို့ကမျှဝေခြင်းနဲ့ဆန္ဒနဲ့ပေါ့နော်ကျွန်တော်ဆက်လုပ်ခဲ့တာကျွန်တော်က YouTube ကခုမှကိုပိုင် YouTube ဆိုတာခုမှဆက်လုပ်တာပါဟုတ်ကဲ့ဟိုရင်တုန်းကတခြားလူရဲ့ YouTube မှာလုံရင်းကနေဈာညိုတွေပေါ့အဲလုံတဲ့အချိန်မှာကျွန်တော်ကအခုစေနာထားတာတခုကဒီကျွန်တော်တို့ရဲ့စကားသံတွေကျွန်တော်တို့တိထားတဲ့အတိတွေကိုတော်လှန်ပြည်သူတွေတော်လှန်တပ်ဖွဲ့တွေတိသွားလို့ရှိရင်ဟိုခွေးတွေမပါတော့တိသွားလို့ရှိရင်တကယ်ကိုကောင်းတယ်ဆိုတော့ ရည်ရွယ်ချက်နဲ့ပဲကျွန်တော်တို့ကဒီအောင်ဆက်လုပ်ခဲ့တာဖြစ်တဲ့အတွက်ဟုတ်ကဲ့အဒီကျွန်တော်ကျွန်တော် channel ဆက်သွားမဲ့ရည်ရွယ်ချက်ကလည်းဒီလိုပဲကျွန်တော်တော်လှန်ပြည်သူတွေတော်လှန်ရေးတပ်ဖွဲ့တွေကတခုခုအသေးလေးတခုခုဒါလေးကိုနားထောင်လိုက်လို့မေ့နေတဲ့ဟာတော့မှပြန်ပြီးတော့သတိရသွားစီခြင်းနဲ့အမျိုးလေးတွေပေါ့နော်ဒီလိုလေးဖြစ်စေချင်တာပေါ့အဲအဲ့ဒါကြောင့်ပါဟုတ်ဟုတ်ကဲ့ဘာလဲကျေးဇူးတင်တယ်ဟုတ်အဲ့တော့ကိုတလေးကမနေ့ကပြောသလိုကိုကိုပိုင် brand ပေါ့နော် brand တစ်ခုဖြစ်တယ်ကိုပိုင် platform တစ်ခုလည်းဖြစ်တယ်နောက်ကျွန်တော်တို့ပြည်သူတွေကစိုးရိမ်ပြီးတော့ ဝင်မက်နဲ့စေတနာစကားလေးတွေလည်းကျွန်တော်တို့တွေ့ရတယ်ပီတီလည်းဖြစ်တယ်ဒါတွေလည်းကျွန်တော်တို့ကကိုတင်လေးအောင်မနေ့ကပြောသလိုအချိန်ပေးပြီးတော့ပြန်လည်ပြီးတော့ဟိုပြောပြကြတာပေါ့နော်အဓိကတော့ကျွန်တော်တို့ဟာကောင်ဆိုရင်အများတန်းမီးတယ်ညီကို9ယောက်မစုံတာပေါ့ညီကိုအခုတော့ညီကို4ယောက်ပေါ့ညီကို4ယောက်မစုံလို့ရှိရင်အများတန်းမီးတယ်ဟာအခုလို့စိတ်ဝမ်းကွဲနေကြတာလားအတူတူမတွေ့ကြဘူးပေါ့နော်မနေ့ကလည်းကျွန်တော်တို့မန်တစ်ခုမှာအဲ ကိုတင်လေးအောင်လို့ကျွန်တော်တို့ကပြည်သူတွေကိုအများအားစီးလုံးမှုပြောတယ်အဲကျွန်တော်တို့အချင်းချင်းကြတော့စီးလုံးလို့လားဆိုရဲစီစဉ်လာထားတဲ့မှန်လေးတစ်ခုပါအဲစောင်းဒီနဲ့လည်းကျွန်တော်တို့အတူတူမတွေ့တာကြာပြီပေါ့နော်ဆိုတော့အဲ့လိုမှန်လာတဲ့အတွက်ကျွန်တော်တို့စီစဉ်လာနဲ့မှန်လေကျွန်တော်တို့ကလည်းပြန်ပြီးတော့ဒါလေးကိုအတိမတ်ပြပြီးတော့ဖြေချခြင်းလာကျွန်တော်တို့တော်ထဲမှာဆိုရင်တော့ကိုဒီလေးအောင်ညီကိုရီအများအားတွေ့တယ်တွေ့လာနဲ့ဒါလို့ကြမှာဒါလို့ကြမှာအဲထပြောပြီးတော့ချက်ချင်းထလို့ကြတာဟုတ်လက်ရှိကျွန်တော်တို့ရောက်တဲ့ဒီနေဆက်နေရာမှာကျွန်တော်တို့ အပြင်ဈေးဝယ်ဖို့တခုအကြောင်းတခုကြောင့်ထွက်တာပဲပြပြအဲဟိုစားစရာကောင်းတယ်ထားလိုက်ပါတော့ကျွန်တော်တို့ကတတိယလန်လေးသွားဝယ်တယ်ဆိုလို့ရှိလို့ရှိရင်ကိုစားမှာ200ဘူးလောက်ရှိတယ်ကျွန်တော်တို့ကားငှားပြီးတော့သွားလို့ရှိလို့ရှိရင်သွား100 150အပြန်150ဆို300လောက်ရှိဆိုတော့ကိုစားမှာ200ဘူးနဲ့ဆိုတော့900လောက်ဖြစ်တယ်ကုန်ကြငွေရထိုင်းဘတ်ငွေ900လောက်ရှိတာပေါ့နော်ဆိုတော့မြေကိုရိုက်ကူးရေးပဲဖြစ်ဖြစ်တခြားအကြောင်းများ ဟိုဒီလိုအလာဘတာလာဘပြောဖို့စုံဖို့ဆိုတာကဒီလမ်းခီးနဲ့တည်းကျွန်တော်တို့ကအဲဒီလမ်းစိတ်နဲ့တည်းတော့အဆင်မပြေတဲ့အတွက်အဲကျွန်တော်တို့ဒီအတူတူပူးပေါင်းပြီးတော့မတင်ဆက်နိုင်ဘူးသို့တော့ကျွန်တော်ပလက်ဖောင်းလေးတွေကိုပိုင်ပလက်ဖောင်းနဲ့နေ့တတူပါတော်လိုင်းကြီးနဲ့ပတ်သက်တာတွေကိုတင်ဆက်နေတယ်ဆိုရဲအကြောင်းလည်းကျွန်တော်တို့အဲညဝေခြင်းပါတယ်ကျွန်တော်တို့ဒါအဲကျွန်တော်တို့အကြောင်းကတော့ဒီလောက်ပေါ့နော်ဒါဒါပါပဲဒီလိုခက်ခဲတဲ့ကြားတွေအကျဉ်းချက်ခံတဲ့အနည်းတူတူကတော်လိုင်းကြီးနဲ့ပတ်သက်တာတွေလောက်ဆောင်ပြီးအဲ့ဒီထဲမှာမှ အဲ့တချို့ကျွန်တော် channel မှာဆိုမေးတယ်ကိုစပြဲကြီးကိုမတွေ့ရင်သူကပြတ်သွားတာနဲ့စိုးရိမ်တာဟုတ်ကိုကိုစပြဲကြီးလေးတခြားတောင်ဝင်နေလောက်နေတယ်နောက်အဲကိုကဲကဲကိုကဲကဲလို့ဆိုလေဒါဒေါင်းကားပေါ်တနှစ်ပြည့်အနည်းရိုက်ဘူးဘူးအတွက်တကယ်အင်အားတောက်တောက်တိတိနဲ့ရိုက်ဘူးဘူးအတွက်သူတို့စီစဉ်နေကြတယ်အဲနောက်ဒီကြားထဲမှာလည်းကျွန်တော်တို့အမေစုရဲ့ဝင်းလေးကနီးလာပြီဆိုတော့အမေစုဝင်းလေးအတွက်လည်းကျွန်တော်တို့အမှုပညာတော်လန်အမှုပညာကြီးကိုမော်ဒမားတွေအားလုံးပူးပေါင်းပြီးတော့ထူးခြားတဲ့စီစဉ်တခုလည်းမကြခင်လာပါလိမ့်မယ် ဲ့တော့ဒါကျွန်တော်တို့အကြောင်းပေါ့စစ်ကောင်စီအကြောင်းနည်းနည်းပြောပေါ့လောလောဆယ်ဒီကောင်နေ့စစ်ကောင်စီအကြောင်းကသူကဘလို့ဘလို့ဖြစ်လဲဆိုတော့ဟိုဒီကောင်ကြီးကကျွန်တော်ပြောရရင်ဟိုစေးယုံစေးယုံစကားနဲ့ပြောရမှာပေါ့နော်ဟုတ်လားစေးယုံစကားကြည့်လားအဲစေးယုံစကားနဲ့ပြောရရင်သူကဟိုအမ်ဘူလန့်တန်းကြားရင်ဟိုသူကဟိုဖြစ်နေကိုကိုကိုရီပူနေပြီ ဟုတ်လားဘူးနေပြီဟုတ်လားဒီလိုမျိုးဒီဘက်အခုတောင်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြောက်ဒီဘက်မှာဆိုရင်ဘရင်တော်ဒီနေ့ဘက်ပေါ့ဘရင်တော်မင်းညပေါ့နော်မင်းညဘရင်တော်စခန်းဒီနေ့မနေ့သောသောဆိုလို့ရှိရင်မော်ခီစခန်းလို့ပြောရတာသူကအဲ့ဘရင်တော်နဲ့မော်ခီရဲ့ကြားထဲမှာသူကကနေလေးစခန်းဟုတ်ကဲ့သူကစခန်းသုံးခုကဒီတောက်လျှောက်ပေါ့နော်တလန်းတဲ့ပဲအဲ့ဒီကနေဒီဘက်ကိုပြန်လာမှာဟော်လေးပေါ့အဲ့အလေရစခန်းကိုကနေလေးစခန်းကိုတိမ့်လဲတိမ့်လိုက်ပေါ့ဘရင်တော်လည်းထွက်ပြေးတယ်မော်ခီကလည်း အတန်ကြာနဲ့ထွက်ပြီးရထွက်ပြီးရအဲ့လိုမျိုးဟိုကျွန်တော်2006ခုနှစ်တုန်းကပေါ့2006တုန်းကကျွန်တော်ဒီညာဘက်ညာဘက်ညာဘက်ဒူးပေါ့နော်ညာဘက်ဒူးကိုကျွန်တော်ဟိုတက်မှာနှစ်ခွင်းထဲမှာကျွန်တော်တောင်ဘက်တန်တောင်ဘောဂလီပေါ့နော်အဲ့ဘက်မှာကျွန်တော်ဆွဲမိုင်းအဆွဲခံရရကျွန်တော်ညာဘက်ဒူးကိုကျွန်တော်တခါထိသေးတယ်ပေါ့ထိတဲ့အချိန်မှာကျွန်တော်ကတော့ကြော်ဟင်းကြီးပေါ့ဟိုတုန်းကဟိုကျွန်တော်စစ်တပ်စကားရပြောရင်ကြော်ဟင်းကြီးပေါ့ ွားအဲရှင်းပြအောင်ကြော်ဟင်းတိဆိုတာကြော်ဟင်းတိဆိုတာတော့သူပြက်တာတို့ပြူတာတို့ဟိုကြော်ဟင်းတိအဲကြော်ဟင်းတိဟောဟိုမင်းမင်းမင်းသားတွေထိတာဟုတ်ရှင်ရုပ်ရှင်တွေမှာထိတဲ့ပုံစံအဲ့လိုမျိုးအဲ့လိုမျိုးထိတာဟုတ်ထိရခါကျတော့ကျွန်တော်ဆေးရုံဒူးတော့ခဏတော့နည်းနည်းတော့ကျော်တည်တဲ့ပုံစံလိုခဏတော့တန်းသွားတယ်ပေါ့ရက်ပိုင်းပါပဲပြီးတော့လေ့ကျင့်ခန်းပြန်လုပ်ပါညာနဲ့ဆိုတော့ပြန်ပြီးတော့အခုဘောလုံးနေပိုင်းတော့ပြန်ကန်လို့ရတဲ့ပုံစံကြီးပြန်ဖြစ်သွားတာပေါ့အဲ့ဒီအဲ့ဒီတုန်းကကျွန်တော်က2006မှာဆေးရုံတတ်တဲ့တည်းမင်းလာတော့ဆေးဆေးရုံအယူဘူးဆေးရုံမှာ ်ဂရေ900ခုနိုင်ငံရေးမှတ်တမ်းရှိရပါဘောเนาะအဲ့ဒီမှာဈေးရုံတက်တဲ့အချိန်မှာ तू ကဘာလဲဆိုမနေ့9နိုင်10နိုင်လောက်ဆိုကျွန်တော်ဈေးရုံဆက်တဲ့ခါသာမသိဘူးဟုတ်မနေ့9နိုင်10နိုင်လောက်ဝင်းကျင်လောက်ဆိုလို့ရှိရင် तू အဲ့တွန်းလဲလေးလာတယ်အဲ့တွန်းလဲလေးကကျွန်တော်ဈေးရုံကကြမ်းမြန်ကျွေပြားတွေခင်းတာတော့ကျွေပြားတစ်ခုနဲ့တစ်ခုအဆက်လက်ကြအကြောင်းဟိုဈေးတွန်းလဲလေးကဘိန်းလုံးတိတိလေးဆိုတော့အတန်မီတာပေါ့ကျွေပြားတစ်ခုနဲ့တစ်ခုကူးတဲ့အချိန်မှာဘလုတ်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 နဲ့အဲ့ဒီအတန်ကြားတာနဲ့ကို तू ခြေထောက်တွေကင်ပြီးတော့អော်တဲ့កောင်អော်เดี๋ยวเล็ดนี่ไกลมีออเดอร์กองออเนี่ยท้องจอกแกฮะเออเมลုံးนี่ไกลพี่แล้วออเดอร์หลูอ่ะออเอ้าบาผิดตาแล้วဆိုပြီးတော့ဘေးနာကျွန်တော်เนี่ยအရင်ဆေးရုံတက်နေလူတွေကိုမေးကြည့်ရနေမှာမဟုတ်ဘူးအဲ့ဒီတွန်းလဲလာလို့ရှိရင်ဆေးထဲတော့မှာဟုတ်ဆေးထဲနာပြီဟုတ်နိုင်ออရတော့မှာမဟုတ်လို့ကုရဲ့ဂျူออရတာဂျူออရတာဒီအဲ့ဆေးလဲကိုကြောက်လို့ပေါ့နော်ကုလဲဒီတိုင်းပဲဟိုကဗိုဒါဘောဆိုတဲ့အတန်ကြားတာနဲ့ကိုဟိုဘက်စခန်းကဒီဘက်ကဆေးတွန်းလဲလေးပဲလာသေးတယ်ဟိုဘက်ကออနေပြီ တက်ပြေးဖို့အဲ့လိုမျိုးဖြစ်တဲ့အခြေအနေ ठी ကိုဘူးအဲဟိုဖြစ်နေပြီပေါ့နော်ဒီမဲ့တောင်ပိုင်းကဆိုလို့ရှိရင်အဲအရန်ကိုအောင်မြင်မှုတွေကဇက်တိုက်တွေကြားလာနေရပြီလို့ပြောချင်တာပေါ့ဟုတ်ကဲ့နော်ဒါမှတ်သားစရာကြီးသူကစေယုံစကားနဲ့လည်းပြောပါတယ်အမြူလက်တန်ကြားရင်ဒီကောင်တည်းကကိုကူနေကိုကူနေနော်ဟိုဟာကိုတတိယအောင်တန်ရာရတဲ့ထီတုံးကမိုင်းဆွဲခံတော့မှထီတာကြော်ဟင်းထီဒါစစ်ထဲမှာသုံးနဲ့တက်ထဲမှာသုံးနဲ့စကားလေးပေါ့ ဆိုတော့အဲတခြားအဲကိုကိုတလေးအောင် channel မှာလည်းဒီနေ့ပြောထားတယ်နဲ့တူတယ်ဟုတ်အဲဒီကောင်းဒီဘာဘာလဲခေါင်းစဉ်ဟာပါရန်စနေပြီစစ်ကောင်သူကကာယနေတပီလေး ride နေနဲ့လာတာရန်စနေပြီစစ်ကောင်ကျက်ပါကျက်ပါ ride ဒီကောင်းဒီကရန်သွားစားလာတာရှိသေးတယ်ဘယ်သူဘယ်သူရန်စားရန်သွားစားလာတာဆိုတော့သူကဟို DGB ပေါ့ DGB ကကျွန်တော်တို့ပထမတုန်းကသူကဒီဒီဟိုဟိုပါပေါ့ တို့တက်တော့ကရင်ဗမာအစီယုံဆိုပြီးရမှာသူကစပြီးဖွဲ့ခဲ့တာပေါ့နော်ဟုတ်ကဲ့အဲ့ဒီကနေအခုနောက်နောက်ပိုင်းမှာသူတို့နာမည်ပြောင်းလိုက်တာကသူကဒီမိုကရေစီအချိုးပြုကရင်တက်မတော်ဆိုပြီးတော့နာမည်ပြောင်းထွက်တာဟာသူကသူ့ရဲ့အဓိပ္ပာယ်ကိုမြန်မာလူတွေးကြည့်လို့ရင်တကယ်မှရှင်းရှင်းလေးဒီမိုကရေစီအချိုးပြုကရင်တက်မတော်ဟာဒီမိုကရေစီလောက်တဲ့လူကိုပဲအချိုးပြုမှာနော်ဒီမိုကရေစီမလောက်တဲ့ကောင်အချိုးမပြုနိုင်ဘူးအဲ့ဒါကို online ကလာတရားဝင်ဓမြတွေကိုကျိုးမရှိနိုင်ဘူးဟုတ် online ကလာမှာသူကသူအေးစစ်စစ်နေနေတာဟာနေနေတာကိုဟိုဗာဒါဟိုတောင်ပိုင်းရဖွဲ့တွေကတေဘောဘူးဟိုကျွန်တော်ဘလက်ဒိုတို့အခုဆိုလို့ရှိရင်အဆောကကျွန်တော်ပြောတယ်မော်ခီတို့ကနဲလေးတို့ဘင်းအောင်တို့တွေကိုအဲ့ဒီအတန်လဲကြားလဲကြောက်မစီမဆိုင်သွားပြီးတော့မှဒီကီဘီဌာနချုပ်ရှိတဲ့နေရာကိုသွားပြီးတော့ဘုံကျက်ပလိုက်တာပေါ့နော်ဟုတ်ဌာနချုပ်ရှိတဲ့နေရာဘုံကျက်တော့ဌာနချုပ်တည့်တယ်တော့မဟုတ်ဘူးဌာနချုပ်ဝင်းကျင်ပေါ့နော်ဝင်းကျင်ဘုံကျက်လို့တိတိနဲ့ဟုတ်တယ်အမျိုးသမီးတူဒါ ဟိုတည်ဆုံးသွားတယ်ပေါ့နော်တည်ဆုံးသွားတဲ့ဟာလေဒါပြည့်မဲ့ပြည်သူပေါ့နော်အဲ့ညာတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးဘာမှမရှိတဲ့နေရာကိုသွားပြီးတော့မှဘုံကျတဲ့ခါကျတော့သူကသူအေးအေးဆေးဆေးနေတဲ့လူကိုဒီကောင်လေးမိသွားမွေးနေတာမိသွားမွေးနေတာဟိုကရေကဲတော့ကိုရေကဲတော့ကိုအပူတိုက်နေပြန်ပြီဒီကောင်လေးနားတော့ကားတော့မယ်အဲ့တော့ကျွန်တော်တို့ဟိုကဘာသွားအခုဘာသွားသတိရလဲဆိုတော့ကိုဒီနေ့အောင်ပြောတော့ဒါမှတ်လောက်သားလောက်ဟာနေတော့ကိုဒီနေ့အောင်ကျွန်တော်အမြဲတမ်း ကိုတယောက်နဲ့ကျွန်တော်နဲ့ဒီလိုစကားပြောကြတဲ့စကားဝိုင်းတွေဆိုလို့ရှိရင်ပြည်သူတွေကပျော်လဲပျော်တယ်အဓိကတော့လေးလေးတင်တင်မရှိတော့ဘူးလေသူတို့လေတနေကုန်ပြင်ပန်းထားတာလေပြေပြောက်တယ်ပေါ့နော်သူတို့လည်းအမြဲတမ်းပြောတယ်ကိုတင်လေးကဥပမာရင်းနဲ့ပြောတယ်ဟာသညံရွှင်တယ်ပေါ့နော်ဆိုတော့အမြဲတမ်းပြောတော့ဆိုတော့ဆိုရင် DKB ရဲ့အထိတ်ပဲဟာဒီမိုကရေစီလုပ်တဲ့လူတွေအကျိုးပြုလာနော်အဲ့ဒါကိုတင်လေးရဲ့ channel မှာလည်းပြောထားတယ်မလားအစားဆုံးဆိုတော့အဲ့ဒါလည်းအားပေးပြီးပါဦးကျွန်တော်တို့ เออดาမှတ်ရတယ်အခုနောက်တစ်ခုကစေးယုံစေးယုံဟောစေးယုံစကားစေးယုံစကားเนาะဟိုအားကြတော့ကြော်ဟင်းကြည့်ဆိုတော့အဲ့စေးယုံစကားပြောတော့ကျွန်တော်ဂရင်းဒီမှာရှိတဲ့အချိန်မှာကျွန်တော်တို့ ਨੇ ညီကိုလိုနေတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်ကြီးတယောက်ရှိတယ်အဲကိုကိုဖတ်ကမို့လဲသူကအရန်ကျွန်တော်တို့ညီကိုတွေဆိုချစ်တယ်ကျွန်တော်တို့ဝီယန်လို့ဆိုလဲအဲ့လိုဂယူဆိုင်တယ်ချစ်တယ်အဲ့လိုဟာတာလဲသူကအများတန်းပြောတယ်ကိုတင်လေးအောင်လို့လို့ပဲဒါပေမဲ့ तू ကဒီစစ်ကောင်စီကောင်တွေကိုဘာအနိုင်ကျင့်လဲဆိုတော့ ူနည်းနည်းသူကတောက်တက်တာနည်းနည်းမူးလာပြီဆိုလို့ရှိလို့ရှိရင်သူကအဲ့ဘက်ဘက်မောကအဲ့ခွေးစကားကိုတယောက်တည်းသွားတယောက်တည်းသွားပြီးတော့အေးအောင်လေးနည်းနည်းချလိုက်ဖက်ကမုံကွာသူကနည်းနည်းတချက်လောက်ပြစ်လိုက်မင်းတို့ဖက်ကမုံဝိုင်းလာပြီမင်းတို့နည်းနည်းချလိုက်မင်းတို့လင်းဝင်လာပြီဘာညာဆိုဘုံဘုံနဲ့ကြောက်ပြီးတော့ဝစ်နေအဲ့ဖက်ကမုံပြန်လာမယ်နော်ဘာညာဆိုပြောပြီးပြန်သွားနောက်နေ့တွေအဲ့လိုပဲသူမူးလာလို့ရှိရင်တချက်လောက်ပြစ် ဖက်ကမုတ်လာပြီဖက်ကမုတ်လာပြီမင်းတို့အားလုံးလက်မချလိုက်မင်းတို့အားလုံးဖက်ကမုတ်ဝိုင်းလာပြီအဲ၃၄ခေါက်လောက်ကြာတော့ဦးကောင်တေးကဒီနောက်တခါလာအောင်ဖက်ကမုတ်မင်းတို့စီရောက်ပြီနော်ဝေးဖက်ကမုတ်နေတစ်ချက်တည်းတော့မပြည့်နဲ့လေကတော့၄၅ချက်လောက်ပြည့်ဒါမှကတော့လည်းလင်းဝေးလို့ရဘူးဟောလည်းဂျူဝိုင်းသူကတော့တော့ပြီးတော့ဖြေဖက်ကမုတ်လာပြီနော်မင်းတို့လင်းဝင်ဝင်လိုက်တော့မင်းတို့မိမတွေမုန်းဆုံးမှမဖြစ်ချင်လင်းဝင်လိုက်တော့ဘာများဆို ဘကမုံနေငါတို့နည်းနည်းလေးပြစ်ပြအောင်လေဒါမှငါတို့လည်းလက်နှက်ချလို့ရမှာဆိုတော့သူတို့ကဒီအတန်ပေးတာနဲ့ဒီကောင်တွေကတကယ်တကယ်လန့်နေတဲ့ကာလတစ်ခုဖြစ်နေတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်သူတို့ရဲ့ဒါအတိတ်ဆိုးပေါ့နော်ဟုတ်အတိတ်ကအဲအကြောင်းအရာတွေကသူတို့ရခင်တုန်းကလုတ်ခဲ့တဲ့ဟာတွေကပြည်သူပေါ်နိုင်ကျင်နေတဲ့ဟာတွေတက်ဖြတ်ခဲ့တဲ့ဟာတွေပြီးလို့ရှိရင်တကယ်ကြေးရွာတွေမှာတကယ်ဟိုဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်ဟုတ်ပြည်သူလူထုကိုဟို ဘယ်လိုပြောမလဲတက်တက်ဖြတ်ခဲ့တဲ့ဟာတွေနိုင်ကျင်ခဲ့တာတွေအဲ့ဒါအပြင်ကိုအခုအဲအာနာသိန်းချစ်ကောင်စီကဘယ်လိုဖြစ်နေလဲဆိုဟိုအရင်တော့ကလူတွေတွေမဟုတ်တော့ဘဲနဲ့ဟုတ်ကဲ့အာနာမသိန်းကတော့ဆစ်ထဲဝင်ထားတဲ့လူတွေမဟုတ်တော့ဘဲအာနာသိန်းကြီးကာလကြာကမှပြည်သူစစ်မှုတဲ့ဥပဒေနဲ့သူကခေါ်ပြီးတော့တွင်းထားတဲ့လူတွေလည်းရှိတဲ့ခါကြတော့ဒီလူတွေကသူတို့ရှေ့မှာနေမယ်စစ်ကောင်စီရဲ့ရုံးမှာမဖြစ်မနေမလို့သာတက်ထဲကိုဝင်လိုက်ရတာဟုတ်ကဲ့သူတို့ရှေ့မှာစစ်ကောင်စီရဲ့ရုံးမှာမှုတွေကိုလည်းတွေးခဲ့တယ်မိချိုတာတွေလည်းသူတို့တွေငင်ခဲ့ရတဲ့လူငယ်တွေ ခုလက်ရှိစစ်ကောင်စီတပ်ထဲကိုဝင်သွားတဲ့လူငယ်တွေအများကြီးရှိတာပေါ့ရှိတဲ့အခါကျတော့သူတို့ကငါတို့နေနေတဲ့ငါတို့တာဝန်ထမ်းဆောင်နေတဲ့စစ်တပ်ကြီးကဒီလိုမျိုးတွေရှိခဲ့ပါလားအဲ့တော့ငါတို့ဒီဝိကတော့ပြန်ခံရမှာပဲဆိုတော့စိတ်သက်စိတ်ကစိတ်ပိုင်းဆိုင်ရာစာကြအတိတ်ကအရင်မဲကသူတို့ချောလန့်နေပြီလို့ပြောလို့ရတာပေါ့နော်အဲ့တော့သူတို့ကတနက်တိုင်းကြားတာနဲ့ဘာလို့ရမလဲကစင်းကလေးအပြေးဖို့ဟာရောက်ဦးအောက်တည်တော့မှာပဲပေါ့ဟုတ်တယ်ခြေဦးတည်းရထွက်ပြေးဖို့ ဥသူတို့တို့မရောက်မှုတဲ့နိုင်ငံမရှိတော့ဘူးလေဟုတ်အိန္ဒိချင်းအိန္ဒိချင်းနိုင်ငံတို့တို့မရောက်မှုတဲ့နိုင်ငံမရှိတော့အဲဒါတို့ဟန်နီမွန်းထွက်တာမဟုတ်ဘူးဟန်နီမွန်းထွက်တာမဟုတ်ဘူးဆော်ပင်ထွက်တာမဟုတ်ဘူးအာကတော့ပေါင်းမိနေပြေးတာအေးဝေးရတော့မတော့ကပြေးနေတာကျွန်တော်ကြားတယ်လေဟိုဒီနေ့အောင်တို့တက်တဲမှာတော့ရေကူးတင်နေတာလေ တည်ပြီလားဆိုတာလေဒီကောင်ကြီးရေကူးတာလေအောင်ကြီးပြေကိုကူးပြီးတော့မှပြေးကြတာရောစီးကိန်းပြန်ရောနော်ဒီကောင်ကြီးဟုတ်တယ်ဆိုရင်ပြေးရဦးစိန်ဘောကိုဒီကောင်ကြီးကြော်ပြင်းနေတော့လေဒီလားဒီကောင်ကြီးရေကူးတာလေဒီကောင်ကြီးကြွမ်းနေဟဲ့လားအဲ့တော့ကိုတိလေးအောင်ပြောတော့ကျွန်တော်ထက်သွားပြီးသတိရတာဟိုဒီကောင်ကြီးကြတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာကြားတယ်အဲသူတို့ပြည်သူပေါ်အနိုင်ကျင့်ဗိုလ်ကြခဲ့တာတွေပေါ့နော်ဒီဘက်မှာကျွန်တော်ဘက်မှာလည်းဒါစစ်တိုက်တယ်ဆိုတာတယောက်နဲ့တယောက်ဟို ကြည်စံနေနဲ့ပြစ်နေကြတော့เนาะဒီကျဲတက်တက်ကြီးကြီးပြစ်နေကြဆိုတော့အထိခိုက်ကြဆုံးလဲကျွန်တော်ဘက်မှာလည်းရှိပါပေးဆက်တာတွေလည်းများပါဒါပေမဲ့ပြည်သူပေါ်မြေတားထားတဲ့လူကျွေးမွေးတာအစကိုဒီလင်းကဟိုတလောကတင်လာတာလေเนาะကျွန်တော်တို့ကျွေးတာအစဒီဒီဘက်တောင်ပိုင်းဘက်မှာဆိုတချို့နေရာတွေဆိုမွေးနေ့ရှိလို့သွားကြလာကြဟိုဘက်ကသွား ီးတော့ရဲဘော်တွေကိုကျွေးမွေးခြင်းစိတ်ရှိလို့သွားကြဆိုလို့ရှိရင်ဒါဒံပေါက်စားပြီးတော့နော်ဒံပေါက်နဲ့ကြသားစားပြီးစစ်တိုက်နေကြတာတချို့နေရာတွေဆိုတော့ပြည်သူမြစ်တာဘလောက်အဲသူတို့အတွက်ကျွန်တော်ရဲဘော်တွေအတွက်အကျိုးရှိလဲဆိုတော့ကျွန်တော်အိုက်ကရင်ဒီမှာပဲကိုတနည်းအောင်နာမည်ကတက်ထဲမှာနာမည်ပြောင်းခေါ်တာပါကလားကြီးလားကလားကြီးဆိုဟိုမှာလဲကျွန်တော်တို့တက်ကလားဆိုတာတယောက်တွေ့တယ်ကိုကိုတနည်းအောင်ပုံစံပဲဆိုတော့ तू อ่ะជីထိတာရောလက်နဲ့ជីအစတွေမှန်တာ तू မျိုးစုံတော့ကိုတနည်းအောင် 16ခါလောက်ရှိ16ခါလောက်ရှိပြီအဲ့တော့သူကတခါတိလို့ရှိရင်သူတို့ဖြူပါသူတို့သူတို့တက်ရင်ကအဲစေကူသားစေဆိုပြီးတော့2သိန်းလား3သိန်းလားမသိဘူးပေးပေးတော့အာတိုက်ပွဲလဲ CDN လောက်ထားပြီးတော့တကယ်ကိုရှယ်ပလော်နေခဲ့ပဲဟိုဆိုရှယ်လော်နေတော့သူကသူထိပြီဆိုလို့ရှိရင်ဖြူပါမိုးကလန့်နေဒီကောင်ကြည်စံဖမ်းမိလားမသိဘူးဒီကောင်အတုံးပြတ်နေပြီလားမသိဘူးပေါ့နော်သူနောက်ဆုံးတော့သူထိတာတော့အထူးဆန်းမဖြစ်တော့သူကလည်းကြီးကြီးမားမားထိလေ စစ်ပြန်တိုက်နိုင်ဟိုအနေကင်းနေပေါ့နော်ဒါဒီဘက်မှာကျွန်တော်ရဲဘော်တွေမှာဒီလိုအွန်လိုင်းစိတ်တွေနဲ့ရှိနေပြီးတော့ဒီကောင်ဒီဘက်မှာကြာတော့ကျွန်တော်ကလို့ကြကြစိတ်ပေါ့ကြကြပြီးတော့စိတ်တက်တွေကြပြီးတော့ဒီကောင်တွေတိုင်ပတ်နေတဲ့အခြေအနေတခုပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်ဟိုဆေးရုံကအဲသူကဆရာဝန်ကအမှတ်ချက်ပေးလိုက်တယ်ပေါ့နော်ချက်ပေးလိုက်တယ်6လခန့်အနားယူတင်တယ်တနည်းခန့်အနားယူတင်တယ်ဆိုတဲ့ဟာကိုသူ့ကိုယ်သူလမ်းလျှောက်လို့ရရင်ဟိုကိုစစ်ကောင်စီ ိုပြန်တိုက်ဖို့အတွက်ငါဘယ်နေရာလောက်ရမလဲဆိုလဲဟိုးကျွန်တော်တို့ကျွန်တော်ကရဲဘော်တွေကအဲဟုတ်တယ်အကရင်ဒီမှာဆိုလို့ရှိရင်ဒါဟိုဟာမိုးပြဲဘက်မှာလာမသိဘူးဟုတ်အဲဒီတိုင်းအင်းဒီယံဝင်တိုက်တဲ့ချိန်မှာအခုတော့ပြန်ပြီးတော့လက်လွတ်လိုက်ရတာပေါ့နော်တိုင်းအင်းဒီယံဝင်တိုက်တဲ့ချိန်မှာခြေတူးနဲ့ခြေတူးနဲ့ရဲဘော်ကရှေ့ဆုံးကသွားတဲ့ဗီဒီယိုကျွန်တော် line ပေါ်မှာတက်လာခဲ့တာပေါ့စစ်ကောစစ်ကောစီကိုတိုက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုလက်ညှိုးတစ်ချောင်းရှိရင်တော့ကျွန်တော်တို့ကပြစ်နေအောင်ပါဒီဘက်ကလူတွေကလက်ညှိုးတစ်ချောင်းကြံရင်တော့ အလုတ်လုံနေဦးမှာဆိုတာလေးပြောချင်တာပေါ့အဲ့တော့ဟိုအောင်စိတ်နဲ့တိုက်တဲ့လူနဲ့ခိုင်းလို့လုံနေတဲ့လူနဲ့ကဘလောက်ပဲအုတ်ချုံထောက်ပံ့မှုကောင်းကောင်းဘလောက်ပဲနိုင်ငံဗန်နာကိုဖင်ခုထိုင်ပြီးတော့ပဲအလုတ်လုံနေပါစေဟုတ်ကဲ့စစ်ကောင်စီကခိုင်းလို့လုတာကျွန်တော်တို့ကအောင်စိတ်နဲ့လုတာဖြစ်တယ်တဲ့ခိုင်းလို့လုတဲ့ကောင်နဲ့အောင်စိတ်နဲ့လုတဲ့ကောင်နဲ့အနည်း80သားကိုကျွန်တော်မနည်းကပြောခဲ့လို့ရတယ်အနည်း80သားတဲ့ကျွန်တော်၄နှစ်ကျော်၅နှစ်သားကပို့ပြီးတော့မှကြီးသွားပြီ ဟုတ်ပင်အားကြီးသွားပြီပင်အားကြီးသွားပြီအတိညာပညာလည်းကြီးသွားပြီဟုတ်ကဲ့ချင်းကြီးပြူပါလေကြီးသွားပြီဟုတ်ဘလို့လို့လို့မရဘူးစစ်ကောင်စီဒီနေ့ဒီနေ့လေရင်တစည်းမှမတုံအကုန်လုံးလေရင်လေးအကုန်ဖဲဖဲမယ်ငါတို့ငါတို့ချမယ်ဆိုလို့ရှိရင်ဒီနေ့စစ်ကောင်စီကြီးညာရဲ့နေ့ကကျွန်တော်ဒီနေ့တော်လိုင်းအောင်နေ့လို့ပြောလို့ရတယ်အဆင့်ဟုတ်ရောက်သွားပြီဟုတ်ကဲ့ဟုတ်ဟုတ်ဒီနေ့အဲ ကြိုက်တဲ့လက်နဲ့ကြီးပြစ်တင်ကားတွေတော့လို့ဒေနာမျိုးတို့မပါဘူးပြောကြည့်လိုက်ဒီနေ့တော်လိုင်းအောင်ပြီဆိုတဲ့အနေထားမျိုးပါဟုတ်တယ်ကျွန်တော်တို့ကိုတီလေးအောင်လည်းကျွန်တော်တခါအကိုတီလေးအောင်လည်းစကားဝိုင်းမှာပြောမှုတွေနဲ့တူတယ်ကျွန်တော်တို့ရှိနေတဲ့အချိန်နဲ့လိုက်ကောပွဲဖြစ်နေတဲ့အချိန်နဲ့ကွက်တိဖြစ်တာဖြစ်တော့စောတော့ဒီမြို့ပေါ်မှာခြားကြတဲ့အခါမှာဒီကောင်ဒီဘက်ကပြစ်လိုက်တယ်ခွန်ကိုးတီးရရှေ့တက်တက်ပြုတ်ကြတာရဲဘော်ရှေ့တက်တက်ပြုတ်ကြတာမပေါက်ဘူးလေ မပေါက်တဲ့ဟာကိုထည့်ရဲဘောလက်နဲ့တိုင်ပြီးတော့ဟိုဘက်ကိုပြန်ပစ်လိုက်တဲ့အချိန်မှာဟိုဘက်မှာထကွဲတယ်ဆိုတဲ့ဟာမျိုးကအဲနည်းနည်းနော်နော်ကိုဘက်ကရဲဘောတွေရနည်းနည်းနော်နော်ဇာမှာပေါ့နည်းနည်းနော်နော်တက်တိတွေမှာမဟုတ်တာဟုတ်တယ်ဟိုတက်တိခြင်းကလည်းရမ်းကွာသွားပြီဘာလို့လဲဆိုတော့ယုံဂရေတီတဲ့ဟာကမတူဘူးလေဟုတ်ကဲ့ဒီကသူတို့ကစစ်ကောင်စီတွေကိုစပြီးတော့ဝင်လာကဘာလဲဆိုတော့အဲစစ်ဘိုလ်တွေဆိုလို့ရှိရင်နေရာတနေရာရရမယ်အဲမိသားစုစီးပွားရေး ဟာညာလှုပ်လို့ရမယ်ရှစ်ဖို့ဖေရှစ်ဖို့အမေရှစ်ဖို့ညီမရှစ်ဖို့မိန်းမဆိုပြီးတော့မှမာနထောင်သွားလို့ရမယ်ဆိုတော့ဒါဂုံ drug ကိုလိုချင်တာရယ်ပြီးတော့ကိုယ်ပိုင်ခွင့်ရေးလိုချင်တာရယ်ဆိုတော့စိတ်တည်နဲ့စစ်တပ်ထဲဝင်ရတာရဲဘော်ဆိုလို့ရှိရင်လည်းတခုခုပေါ့တော့ကျန်တဲ့လက်ကြောတင်းအောင်အပြင်မှာလက်ကြောတင်းအောင်လှုပ်လို့လို့အဆင်မပြေလို့အပြင်ကရတဲ့လာတာရှင်ချောင်းမင်းနေပေါ့အဲရှင်ချောင်းမင်းနေပေါ့ပြောရမယ်လို့ရှင်ချောင်းမင်းနေပေါ့ဒီလိုလူမျိုးတွေစုထားတဲ့ဟာနဲ့ဒီဘက်ကတကယ်အောင်စိတ်နဲ့ ဘသူမှဘသူမှမင်းလာပါစစ်သေးဝင်ပါကွာလို့ဘသူမှခေါ်မထားပဲနဲ့ကျွန်တော်တို့ဒီနေ့တရှင်ဒီတပ်ပေါင်းစုကြီးကသူကသူဖြစ်တည်လာတာဟုတ်ကဲ့ဖြစ်တည်လာဆိုရဲခါကျတော့တိုင်းစစ်တနာကျုံတည်တော်မဲ့ကြာဆုံးအောင်အထိတိုက်ခိုက်နိုင်တယ်တိုင်းစစ်တနာကြီးကြီးတာဆိုလို့နေပြီးတော့တစ်ခုပဲကျန်တော့တယ်အဲ့တော့အဲ့ဒီဟာမျိုးအထိကျွန်တော်တို့ကအောင်စိမ့်နဲ့အလုပ်လုပ်တာနေမီလိုချင်လို့အမှန်တရားကိုလိုချင်လို့တိုက်တဲ့လူနဲ့ခိုင်းလို့လုတဲ့လူနဲ့ကျင်းနဲ့တို့လို့သွားနေတဲ့ နွားတွေနဲ့ဒီဘက်ကတကယ်ဟိုအတိညာရှိရှိအလုံးလုံးတဲ့လူတွေနဲ့ကတော့ကြိမ်တုတ်နေတဲ့လူနဲ့တော့ကွာတာပေါ့ကြိမ်တုတ်လို့သွားတဲ့လူနဲ့ကြိမ်တုတ်နေတဲ့လူနဲ့ဟုတ်တယ်အစားပေါင်းများစွာပေါ်သွားပြီဖြစ်နေတယ်ကျွန်တော်တော်လိုင်းရောင်နေရတယ်တကယ်မြင်နေရပြီဆိုတော့ပြောချင်ပါတယ်ဟုတ်ဟုတ်ကျွန်တော်အညာအညာဘက်ပါဆိုလို့ရှိရင်ဒီကနေ့ JT မြင်တွေ့နေရတာကျွန်တော်ရဲဘော်တွေအဲရုပ်သံဖိုင်တွေပါလေဝင်ပစ်တာလို့ပါလို့ဆိုလို့ရှိလို့ရှိဒီကောင်တွေ ကြပြီဆိုတော့နည်းနည်းလေးလှုပ်နေရတာမှဆိုတော့လက်နှက်ကိုအတင်းပြေးောက်တယ်ရဲဘော်တွေနည်းနည်းတော့တတိတွေမဟုတ်ဘူးဒီနော်ကျွန်တော်တို့ဘက်ကဟုတ်တယ်အဲ့တော့ကျွန်တော်တို့ဟိုဒီလိုဇကဝိုင်းနေကျွန်တော်တို့ညီကိုတွေဒါဒါဆိုလို့ရှိရင်ဒုတိယအပိုင်းလေးဖြစ်သွားပြီပေါ့နော်ကိုတင်လေးအောင်ကြီးလေးပြောပြပါဦးပြည်သူတွေအဲနောက်ကိုတင်လေးအောင် channel မှာလည်းအဲစီရေးသုံးသက်ချက်တွေပြည်သူတွေအကြံပြုတွေအကြံပြုလာတွေပေါ့အများကြီးဆိုတော့အဲကိုတင်ကိုတင်လေးအောင်နေ့စဉ်တင်ဆက်နေအောင်ပါဆိုတော့ကျွန်တော်တို့ညီကိုတွေစီစီလုံးလုံးနဲ့ဒီလိုပဲဆက်သွားကြတာပေါ့ ဲ့တော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တခုဘူဒီနေရောက်ပြီးသူအကြံပြုစီချင်တာလေးပေါ့အခုဆိုလို့ရှိရင်ကျွန်တော်တို့စစ်မှုထမ်းဟာရအရန်အဆူဆူဝါးဝါးတွေဖြစ်လာအုပ်ကြီးတွေလည်းရှောတာမနေတော့ဒီလိုပြည်သူအနိုင်အနိုင်ကျင့်ဒုက္ခပေးနေတဲ့အုပ်ကြီးတွေကိုကျွန်တော်တို့ဘက်ကလိုက်လံပြည်သူတွေအနေငယ်မှုအတွက်ရှင်းနေတာဒါကြီးကတန်နေရလဲနေတာပေါ့နော်အဲ့တော့ဒီဘက်ကိုပြည်သူများနေပြီးတော့နေဆက်တွေနောက်ကျွန်တော်တို့တခြားနိုင်ငံတွေသွားနေတာလေကျွန်တော်တို့လူငယ်တွေ အဲ့ဒီထဲမှာပုံတလောက်ဖြစ်နေပြီဆိုတော့ဒီပေါ်တာဆွဲမခံရအောင်စစ်မှုတန်းကိုဘလူရှောင်လို့ရမယ်ဆိုတဲ့နီလန်လေးရှိတယ်။ဒါလေးကျွန်တော်တို့ပြည်သူအကြံပြုနေတယ်ကျွန်တော်တို့ဒီစကားဝိုင်းလေးတိတ်ရအောင်။ဟုတ်စစ်မှုတန်းကိုအဲသူတို့ကပထမတော့ဒီစစ်မှုတန်းခေါ်တဲ့လူတွေကိုယ်တိုင်ကပဲစစ်မှုတန်းကိုရှောင်လွှဲဖို့အတွက်နီလန်လေးပေးတယ်။ဟုတ်လားတော်ဘလူညိုးတယ်။အဲ့ဒါကဘာလဲဆိုတော့တပတ်စင်မင်းဒီတပတ်စင်မလိုက်ရှင်သေးဘူးလားတပတ်စင်ကြော်ဘလား။တပတ်စင်ကြော်မယ်ဆိုရင်၅တော့ အဲနှစ်ပတ်စင်ကြော်မယ်ဆိုရင်8000လို့သုံးပတ်စင်ကြော်မယ်ဆိုရင်တသိန်းလို့ပါလို့အုတ်ကြီးတွေကိုဒီလိုလက်ထိုးပြီးတော့မှနေရတဲ့နီလန်တစ်ခုရှိရဲ့ဒါကမကောင်းသောနီလန်ပေါ့နော်ဒီကတော့ရှိရှိအဆင်မပြေနိုင်ဘူးရှိရှိအဆင်မပြေဘူးပေါ့နော်သူကအပတ်စင်များစွာကြော်လာလေကိုကိုရဲ့ဘတ်ဂျက်ကထိခိုက်လာလေပေါ့နော်ဒါကအဆင်မပြေတဲ့နီလန်တစ်ခုရှိနောက်နီလန်တစ်ခုကတော့အဆင်ပြေစေရမယ်အဲဒါကျွန်တော်တို့နီးစက်ရတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ကျွန်တော်တို့ကဆက်သွယ်စီခြင်းနဲ့နီးစက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်သွယ်ပြီးတော့မှာ ဘာလို့အဲ့ဒီ line ပေါ်မှာပဲဒီပြည်တွင်းမှာ NaN CDN အဲဒီတရားဟိုဘယ်လိုပြောတရားသူကြီးခေါ်ဗလားဘယ်လိုခေါ်မလဲသိဘူး။ तू ကအဲ့ဒီအမျိုးသမီးတယောက်ကပြန်ဖြေထားတာရှိတယ်။သူ့ကို comment man နေချိန်မှာဟုတ်ကဲ့။အဲ့ तू ကဒီစစ်မှုထမ်းရှောင်လို့ရှိရင်မိဘကိုကျန်တဲ့မိဘတွေညီကိုမောင်နှမတွေကိုအဲပြဿနာရှာလို့ရလားဆိုတဲ့ဟာပေါ့နော်။အဲ့တော့ तू ကပြန်ဖြေထားတာပြဿနာရှာလို့လုံးဝမရပါဘူး။မိဘဆွေမျိုးကိုပြဿနာရှာလို့မရဘူးဒီစိတ်မူတန်းရှောင်လွဲတဲ့သူကိုပဲ ဟိုပြဿနာရှာလို့ရမယ်ဆိုတော့အချက်ကိုလည်းသူကပုံမှန်တွေပိုင်းနဲ့အတိအကျဖြေထားတာရှိတယ်ပေါ့နော်သူနဲ့ပဲကျွန်တော်မမှတ်မိလို့နောက်နေ့ကျွန်တော်ရှာပြီးတော့မှအတိအကျပြောပြမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့သူဖြေထားတာရှိတယ်အဲ့တော့ကိုကိုတိုင်ကစိမှုတန်းကိုရှောင်လဲလို့စိတ်တော့ရှိဖို့လို့ရှိဖို့လို့တယ်ဟုတ်စိမှုတန်းရှောင်လဲလို့သိရှိလို့ရှိရင်ကျွန်တော်နီးစက်ရတော်လိုင်းတက်ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့မှနီးစက်တော်လိုင်းတက်ဖွဲ့ကြီးစီမှာစိမှုတန်းရှောင်နေတဲ့ပထမတစ်ချက်ခိုးလုံးလို့ရမယ်ဟုတ်ကဲ့အဲ့ဒီကနေမှဆက်ပြီးတော့မှကျွန်တော်ပြပကို အဲကျွန်တော်ကိုကုန်းနေချင်းဒီနေမချင်းထိစက်တိုင်းပြည်တစ်ခုကိုပေါ့နော်အဲအောက်လန်းနေပြီးတော့မှသွားကြည့်နေဆိုလို့ရှိရင်လည်းကို့လက်ခံထားတဲ့တော်ထိုင်းတပ်ဖွဲ့ခေါင်းဆောင်ကိုပြောပြီးတော့မှခွင်းတောင်းပြီးတော့အဲခွင်းတောင်းပြီးတော့မှလာပြီးတော့မှဒီဘက်မှာလည်းတခြားတနေရာရမှာသွားပြီးတော့မှကိုရဲ့ကိုရေးကိုတာအတွက်ဟို personal meet up မိသားစုစာဝတ်နေရေးအတွက်ဆိုပြီးတော့မှအလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဟုတ်ဒါဒုတိယဒုတိယနေ့လမ်းဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တော်ထိုင်းတပ်ဖွဲ့စီကိုလာနေမယ် ဟုတ်ကဲ့နေပြီးွားလို့ရှိရင်ကျွန်တော်စစ်တော်မတိုက်ရှိဘူးများတင်းတန်းလည်းမတက်ရှိဘူးဟုတ်ဒါပေမဲ့တော်လိုင်းတက်ဖွဲ့အတွက်ကိုကူညီမယ်ဟုတ်ဘယ်လိုလဲဘယ်လိုနေရာပြီးအဲထောက်ဖို့ထောက်ဖို့ရဲဘော်လုံးမလားဟုတ်ဒါမှမဟုတ်လို့ရှိရင်ပညာကျွမ်းကျင်လို့ရှိရင်ပညာကျွမ်းကျင်လို့ရှိရင်ကားမောင်းတဲ့လူဆိုလို့ရှိရင်ကျွန်တော်ကားမောင်းဒီတက်ဖွဲ့တွေတနည်းအားတနည်းအားရွှေ့ပြောင်းလာလူလူနာကျွန်တော်တို့တိုက်ပွဲတွေမှာထိတဲ့လူနာတယ်ဆောင်နာတို့ရိခါတွေပို့ဆောင်နာတို့ဒီဟာကြီးအများကြီးလုပ်လို့ရတယ်ဆေးဝါးတွေပို့ဆောင်နာ ကုန်လုံးပေါ့နော်အိုးဆိုးထောက်ပံ့ရေးပစ္စည်းပို့ဆောင်တာတော့ပေါ့အဲကားပြင်တက်တဲ့လူဆိုလို့ရှိရင်လည်းကျွန်တော်ရှေ့တန်းစခန်းမှာရှိတဲ့ကားတွေပြီးရင်ဒါတွင်ကုန်နေပိုင်းလုံးတက်တဲ့လူဆိုလို့ရှိရင်လည်းကျွန်တော်ထုတ်လို့ရေးမှာအနည်းပညာပိုင်းကျွမ်းကျင်တဲ့လူဆိုလို့ရှိရင်လည်း drone မှာဆေးဝါးကျွမ်းကျင်တဲ့လူဆိုလို့ရှိရင်လည်းကျွန်တော်စီစီတက်ဖွဲ့မှာဆောက်လို့ရေးကျွမ်းကျင်တဲ့လူဆိုလို့ရှိရင်လည်းလက်သမားကျွမ်းကျင်တဲ့လူဆိုလို့ရှိရင်လည်းကျွန်တော်ခြေတန်းမှာအဘန်ဂါတွေလောက်တာတို့အဲဒီပြင်းကျင်းတွေဟိုဟာဖြစ်တာတို့အဓိကအများကြီးလုံးလို့ရတယ်ပေါ့နော်တော်လိုင်း ်တနက်ကိုင်းပြီးတော့ဝင်တိုင်းမှာတော်လည်းကြီးကိုကူတာမဟုတ်ပါဘူးဟုတ်တော်လည်းရဲဘော်တယောက်ကသမင်းကိုကောင်းကောင်းလေးငပိရေးလေးနဲ့အဲဟိုဟွာလေးနဲ့ချင်းဟင်းလေးနဲ့မြုပ်သီးတောင်းလေးနဲ့အဲသူကလည်းသူဟိုတစ်ခုခုလေးပေါ့နော်မြန်မြန်ဆိုင်ဆိုင်လေးသမီးလေးချက်ကြွေလိုက်လို့အဲ့ရဲဘောကသမီးဝဝလေးလေးစားပြီးတော့မှအရှိဝါရယ်လေအရှိပြီးတော့မှဒါစစ်ကောင်စီကိုထပြီးတော့တိုက်နိုင်တယ်ဆိုလို့ရှိရင်ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ပြောတယ်ကနိုင်ငံရေးကမြုပ်ပြီးမြုပ်ဆုံထဲမှာတော့ရှိတယ်လို့ဒါစာရေးဆရာတယောက်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ မယုတ်မယုတ်တီးထောင်းပြီးတော့ကုညင်လဲရတယ်ထင်းခွဲပြီးကုညင်လဲရတယ်ရေခတ်ပြီးကုညင်လဲရတယ်တိုက်တလို့ဆုံးဖြတ်နိုင်မှာအဓိကကစစ်ကောင်စီရဲ့စစ်မှုတန်းကိုကိုယ်တိုင်ရှောင်လွဲဖို့ဆန္ဒရှိဖို့လိုတယ်ဆိုတာလေးပြောချင်တယ်ဗောပေါင်းလိုက်တယ်ဗျเนาะအဲ့တော့ကျွန်တော်တို့အအနှစ်ချုပ်ကတော့ကိုကိုယ်တိုင်ကပဲတော်လန်ရေးလှုပ်ချင်စိတ်ရှိဖို့ပဲလိုတာတော်လန်ရေးမှာပါဝင်ခြင်းစိတ်ရှိပြီဆိုတာ ਨੇ ရပြီဒီစစ်မှုတန်းလဲရှောင်ရင်အဲတော်လန်ကြီးမှာဒီညီကိုရဲဘော်တွေကိုနိုင်ရတောင်းဝင်ကိုကြီးနဲ့အဲပါဝင် ပေးဖို့အတွက်လည်းကျွန်တော်တို့ညီကိုတွေကိုဖိတ်ခေါ်ပါတယ်ဒါမှလည်းကျွန်တော်တို့ဒီဒီကောင်နေဗျာကျွန်တော်ကျွန်တော်တို့ဒီပြည်တွင်းထဲမှာရှိပြီးတော့ဟိုဒီကောင်နေယူနီဖောင်းမြင်တာလည်းကိုအားကုသူများနေရတဲ့တိုင်းပြည်မှာကျွန်တော်တို့အများဆုံးနီးစပ်ရတော်လိုင်းဖွဲ့နေချိတ်ဆက်ပါကိုနိုင်ဟာဟိုတောင်ဝင်ဝင်ရောက်ထန်းဆောင်ရင်းနဲ့ဒီကောင်ဒီလက်ကလွတ်အောင်ရှောင်ပါလို့ပြောရင်းနဲ့ကျွန်တော်ညီကိုတွေရောဒီစီစဉ်လေးကိုအဲဆုံးသက်ပြရစီကိုဒီနေ့ရောက်ဒီ channel ကိုကြည့်ရှုသူတွေအခု subscriber မလို့ပါသေးတဲ့လူတွေလည်းကျွန်တော်ဒီ season ရဲ့အောက်မှာ link ထက်ချပေးထားပါမယ်ကျွန်တော်တို့မနေ့ကပြောခဲ့တယ်လို့ပဲဒီနေ့အဲကျွန်တော်တို့ဒီမနေ့ကညီကိုနှစ်ယောက်ပြောတဲ့စကားစကားဝိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတသိန်းဒီပါကြည့်ရှုကြရတယ်ပေါ့နော်ကြည့်ရှုကြတဲ့အထဲမှာမှာဆောင်းအောင်လို့လူ1000လောက်လူ2000လောက် subscriber လုတ်ပေးလိုက်ရင်ကျွန်တော်တို့အမြန်ဆုံးအဲတင်ဆက်တာအားရှိတာပေါ့နော်ပြည်သူတွေလည်းပြည်သူဒေစီပြတ်နေမှုလည်းအမြန်ဆုံးရောက်ရှိမယ်လို့အဲဒီဒီစစာတောင်းဆိုပြစီ နောက်စီစဉ်နေမှာပြန်လဲဆုံးတွေ့ပါမယ်ခင်ဗျာကျေးဇူးများတင်ပါ